မင်္ဂလာပါရှင်ခေတ္တတယ်လီဗီရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့နိုင်ငံတော်ကာကွယ်ရေးတပ်ကတို့တွင်စတင်ကြားနေပြီးမေအောင်လိုင်းပီအက်တီဝနကျော်ထင်ပွဲရာအငိမ့်စားပုံမှုကြောင့် ချိုထွန်းအောင်ကိုပြစ်ခတ်ရှင်းလင်းနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှဖြစ်ပါတယ်။နိုင်ငံတော်ကာကွယ်ရေးတပ်ကတော်တွင်စာတင်ကြားနေပြီးမင်းအောင်လိုင်းကပေးအပ်တဲ့ဝနကြော်တင်ဖွဲ့ရာအငိမ့်စားပုံမှုချုပ်ချိုထွန်းအောင်ကိုယနေ့ပြစ်ခတ်ရှင်းလင်းလိုက်ကြောင်း Golden Valley Warriors မှာတာဝန်ရှိသူတဦးကသတင်းဌာနသို့ပြောဆိုပါတယ်။ယနေ့နနက်9:20မိနစ်အချိန်ရန်ကုန်တိုင်းမရန်ကုန်မြို့နယ်9ရပ်ကွက်ရှိနေအိမ်တွင်အငိမ့်စားပုံမှုချုပ်ချိုထွန်းအောင်ကိုပြစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ 2023ခုနှစ်မင်းအောင်လိုင်းကိုတိုင်ဝနကျော်ထင်ဘွဲ့ပေးအပ်ခံရသူဘုံမှုကျုံချိုထွန်းအောင်ကို၎င်း၏နေအိမ်ရှိတွင်ပင် Golden Valley Warriors မျိုးပြပျောက်ကြားရဲပေါ်များကပြစ်ခတ်ရှင်းလင်းခဲ့ကြောင်းယနေ့နဲ့နောက်ပိုင်းရန်ကုန်မြို့မယန်ကုန်းမြို့နယ် A1 လမ်းပေါ်ရှိ၎င်း၏နေအိမ်တွင်ပြစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည် GVW မျိုးပြရဲဘော်ရဲဘက်တွေအားလုံးလုံခြုံပေးခဲ့ပါတယ်။ပြည်မှတ်ကိုအချိန်ယူစောင့်ကြည့်အတည်ပြုတဲ့လုပ်ငန်းစဉ်အပါဆိုရင်ဒီမစ်ရှင်တစ်ခုအတွက်အချိန်လေးလလောက်ယူလိုက်ရပါတယ်။ကျွန်တော်ရန်သူတောက်တိုင်တွေကိုစနစ်တကျစရင်ပြုစုပြီးထောက်လန်းနေတာလည်းရှိပါတယ်။တေချာပြောနိုင်တာကတော့အနံပါလက်ရက်ကုန်ပစီကြီးဒီဘဲရင်ကိစ္စတွေတစ်ခုမှကျွန်တော်တို့မမေ့ဘူး။တရားမျှတမှုကိုမရရတဲ့အနည်းနဲ့ယူမယ်စောင့်နေပါဒါပဲပြောချင်ပါတယ်ဟု Golden Valley Warriors မြို့ပြပျောက်ကြားရဲဘော်ကဆိုပါတယ် ပုံမှုချုပ်ချုပ်ထောအောင်ဒီနိုင်ငံတော်ကာကွယ်ရေးတပ်ကတို့ National Different College NDC တွင် Internet Security Counter Terrorism နိုင်ငံတော်လုံခြုံရေးနှင့်အကြမ်းဖက်တိုက်ဖျက်ရေးဘာသာရပ်နှင့်နိုင်ငံတကာဆက်ဆံရေးဘာသာရပ်နှစ်ခုကိုတင်ကြားနေသူဖြစ်ကြောင်းသိရှိရပါသည်စစ်အရာရှိကြီးများအတွက်ဖွင့်လှစ်ထားသောနိုင်ငံတော်ကာကွယ်ရေးတပ်ကတို့ NDC သည်စစ်တပ်ပုံမှုကြီးအစင်မှအစတင်တက်ရောက်ရသည့်စစ်တပ်၏အရေးပါသည့်အစစ်မြင့်စစ်တင်တန်းကြောင်းတစ်ခုဖြစ်ပါသည် ဂိုရန်ဗီလာဝါရီယားစ်အဖွဲ့ကကာလာအတော်ကြာအကြက်လက်စူဆောင်းစုံစမ်းထောက်လန်းအတီးပြုနိုင်ခဲ့ပြီးနောက်၎င်းကိုပြစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ် ဒီဘိုကျုံ NDC မှာစတင်တယ်လို့ဖယဲသီးသတင်းဆရာကလေးကကျွန်တော်တို့ဇက်တိုက်စုံစမ်းထောက်လန်းနေကြတာအဲ့ဒီနောက်သိလာရတာတော်တော်များများရှိလာတယ်သူကမင်းအောင်လိုက်ရဲ့ဂုံနူးဆောင်တစ်စိတ်ရထားတာကိုမိတ်ဆုံစားပွဲတွေနဲ့အပတ်စဉ်ခေါက်ရိုက်ကွင်းစကားဝိုင်းတွေမှာအမြဲဂုံယူဝင်ကြားပြောဆိုလေးရှိတယ်ဖြီးသူစစ်မှုတန်းဆင့်ခေါ်တဲ့ကိစ္စတွေမှာဓာတ်ရိုက်ကင်တွေပါဝင်တာမျိုးမတွေ့ရပေမယ့်စစ်မှုတန်းဟာအဖွဲ့အစည်းနဲ့သူအပါအဝင်အငိမ့်စားစစ်တမ်းမှုတွေစုပြီးအကြံပေးနေတာရှိတယ်တချို့သတင်းအချက်အလက်တွေကသတင်းပေးရဲ့လုံခြုံ ုံရေးအရာကျွန်တော်တို့မထုတ်ပြန်နိုင်တာလည်းရှိပါတယ်။စကားစားရဲ့တောက်တိုင်တွေလုံခြုံရေးအပြည့်နဲ့နေရသူတွေတောင်ကျွန်တော်တို့လက်ကပြေးမလို့ဘူး။ကြံတဲ့စကားစားတောက်တိုင်တွေလည်းအမဲလိုက်ခံရရင်ခံနိုင်ရရှိဖို့ဖြင်းထားကြပါလို့ပဲပြောချင်ပါတယ်ဟု Golden Valley Warriors မြို့ပတ်ယောက်ျား ရဲဘော်ကဆက်လက်ပြောဆိုပါတယ်စစ်တပ်မှဘိုးမူးကျုံဘိုးကျုံရာတို့ဖြင့်အငိမ့်စားယူခဲ့တော်လဲလက်ရှိအကြမ်းဖက်စစ်တပ်၏နေစဉ်လူမဆန်မှုများစွာအတွက်စစ်ပတ်ဆိုင်ရာတင်နန်းပို့ချနေသူများကိုလည်းစစ်ရေးပြစ်မှတ်အဖြစ်သတ်မှတ်တုတ်တင်ခဲ့ခြင်းဖြစ်ကြောင်းဘိုဂျိုချိုထွန်းအောင်သည်ဘရူနိုင်းနှင့်ကမ္ဘောဒီးယားနိုင်ငံတမ်းမတ်ပြပဆောင်ရွက်ခဲ့ပူပြီးမြန်မာပြည်ပြန်ရောက်ချိန်မှစတင်ကနေပြီးတော့နိုင်ငံတော်ကာကွယ်ရေးတပ်ကတို့ NTC တွင်အကြမ်းဖက်စစ်တပ်အရာရှိကြီးများကိုဇက်တိုက်တင်ကြားပို့ချနေခြင်းဖြစ်ကြောင်းသိရှိရပါသည် ။မြန်အောင်လိုင်ဤအားထရသူများတဲ့တွင်အငိမ့်စားပို့ချုပ်ချိုးထွန်းအောင်လဲပါဝင်ခဲ့ပြီး2025ခုနှစ်မတ်လ26ရက်နေ့တွင်မင်္ဂလာတောင်လေးတက်စခန်းမှာစစ်တပ်တည်ယူပို့ဆောင်ရေးလျင် MAF003 အထူးလျှင်ဖြင့်စစ်တပ်ထိပ်ပိုင်းအကြီးအကဲများနှင့်ထင်ရှားအရေးပါသူများကိုနေပြီးတော့စီရေးပြအခမ်းအနားတက်ရန်မြန်အောင်လိုင်ကစီစဉ်ပေးထားခဲ့ကြောင်းအဆိုပါလျင်ပေါ်တွင်အေးနေဝင်တို့မိသားစုအပါအဝင်ပို့ချုပ်ချိုးထွန်းအောင်လဲပါဝင်ခဲ့ကြောင်းသိရှိရပါသည်။2025တမ်မရော်နေ့စည်ရေးပြပွဲအခမ်းအနားအပြီး မလ28ရက်နေပြီးတော့မှရန်ကုန်အပြည်လန်းချောင်းအတွက်စစ်တပ်တည်ယူပို့ဆောင်ရေးလျင် MAF0011 အထူးလျင်ဖြင့်ဗိုလ်ချုပ်ထိုးထွန်းအောင်ပြလာခဲ့ကြောင်းသိရှိရပါတယ်။မေအောင်လိုက်သည့်၎င်းအားကိုရသည့်စစ်ဗိုလ်ချုပ်ဟောင်းများ၏အကြံဉာဏ်များကိုရယူပြီးပြည်သူစစ်မဟာဗျူဟာကိုစစ်မှုထမ်းဟောင်းအဖွဲ့အင်အားဖြင့်လှုပ်ဆောင်နေကြောင်းအဆိုပါအဖွဲ့၏တိုင်းအဆင့်ခေါင်းဆောင်များတွင်ဗိုလ်ချုပ်ထိုးထွန်းအောင်ပါဝင်ကြောင်းသိရှိရပါတယ်။ မေအောင်လိုင်းသည်2023ခုနှစ်ဇန်နဝါရီလတရက်နေ့တွင်ဗိုလ်ချုပ်ချိုထွန်းအောင်ကိုသူကိုယ်တိုင်ဝနကျော်ထင်းဘွဲတစိပ်ပေးအပ်ခဲ့ပြီးရွှေအချိန်၅ချက်သားကိုပါဂုံပြုစုအဖြစ်တပါးတည်းပေးအပ်ခဲ့ပါတယ်။ Golden Valley Warriors အဖွဲ့ကစစ်တပ်၏အကြီးစားတောက်တိုင်များကိုဆင်ဆက်မပြတ်သတင်းထောက်လန့်လျက်ရှိကြောင်းတို့အပြင်အကြမ်းဖက်လေတဲ့နေရမှုများ၏အချက်အလက်များကိုလည်းသတင်းစုဆောင်လျက်ရှိရာ၎င်းတို့၏ဆက်ဆက်သတင်းများရရှိထားပါက ရှမ်းကုန်မျိုးပြပြောက်ကြားအဖွဲ့ထံသို့ပေးပို့ပါရန် Golden Valley Warriors ကတောင်းဆိုထားပါတယ်။ဆက်လက်ပြီးမိတ်တီလာကပြူကောင်းဆောင်အဖမ်းခံရလို့ပြူစောတီ18ဦးနှုတ်ထွက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မန္တလေးတိုင်းမိတ်တီလာမြို့မှာပြည်သူစစ်ခေါ်ပြူစောတီကောင်းဆောင်ကိုစစ်တပ်ကဖမ်းဆီးသွားလို့ကျန်တဲ့ပြူစောတီအဖွဲ့ဝင်18ဦးနှုတ်ထွက်သွားတယ်လို့သတင်းထွက်နေပါတယ်။ ပြီးခဲ့တဲ့မေလ15ရက်ကမေတီလာမြို့ဝင်တိုးကိမ်းမှာပြူစော်တီကောင်းဆောင်ဇော်ယူထွန်းကိုစစ်တပ်ကလာရောက်ဖမ်းဆီးသွားခဲ့ပြီးနောက်သူတို့ကောင်းဆောင်အဖမ်းခံရတဲ့အတွက်သူတို့ပါနှုတ်ထွက်လိုက်ကြမေတီလာပြည်သူစစ်အဖွဲ့ကကိုစရာဟင်းဆိုသူကသူ့ရဲ့ Facebook လူမှုကွန်ရက်ကနေအသိပေးထားပါတယ်။ ဇော်ယူထွန်းဦးဆောင်တဲ့ပြည်သူ့စစ်ဖွဲ့စည်းချိန်ကစပြီးဒီနေ့အထိကုစည်ကိုစပြီးမိထီလာမျိုးကိုစောင့်ရှောက်ခဲ့ကြောင်းယနေ့အထိနှစ်ထိုးကြီးဒေသတွင်လုံခြုံရေးဆောင်ရွက်ခဲ့ပေမယ့်အခုအခါပြည်သူ့စစ်ကောင်ဆောင်ဇော်ယူထွန်းကိုစစ်တပ်ကပုံမှန်905ကကြီးနဲ့အမှုဖွင့်အရေးယူလိုက်ကြောင်းဇယားဟင်းဆိုသူကရေးသားပါတယ်ပြည်သူ့စစ်ကောင်ဆောင်တအူးအားဖမ်းဆီးအရေးယူခြင်းမှာမွေးခေါင်းကို ချက်လိုက်တဲ့ကဲတို့ခန္ဓာကိုယ်နဲ့အမိမှာဘယ်သွားရမှန်းမသိဖြစ်ခဲ့ရပါတယ်။ဒါပေမဲ့ကျွန်တော်တို့ဒီမွေချင်းတူပေမဲ့စင်ပြစ်မွေများတာဖြစ်ပြီးအမိမှာလည်းခေါင်းပါကြောင်းသိစေချင်ပါတယ်လို့သူကဆိုပါတယ်။ဒါကြောင့်၎င်းပါဝင်18ဦးဟာမိတီလာမျိုးနဲ့ဌာနေပြည်သူစစ်အဖွဲ့ကနေနှုတ်ထွက်ကြောင်းပြည်သူစစ်အဖွဲ့ဝင်ဇေယဟင်းကရေးသားထားပါတယ်။ပြည်သူစစ်တွေနှုတ်ထွက်ရတဲ့ဖြစ်စဉ်ကိုတရင်ဌာနကအတိအကျအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ မိထီလာပြူကောင်းဆောင်ဇော်ယူထွန်းဟာသူ့လူမှုကွန်ရက်မှာစစ်မှုတန်းငွေကြေကောက်ခံတဲ့ကိစ္စကိုဝေဖန်ရေးသားလို့နိုင်ငံတော်တည်ငြိမ်မှုကိုပြက်ပြားအောင်ဝါဒဖြန့်နေဆိုပြီးစစ်တပ်ကအရေးယူခဲ့တာပါ။ဒါပေမဲ့ဇော်ယူထွန်းဟာမိထီလာတိုးကိမှာပဲမလိုက်မျိုးနယ်ကပုံမှုတယောက်မောင်းလာတဲ့ကားကိုမှန်ချခိုင်းရကနေစကားများပြီးအခုလိုဖမ်းဆီးခံရတာလို့သူ့အတိုင်းဝိုင်းကရုတ်တံမှတ်တမ်းတွေဖြန့်ဝေခဲ့ပါတယ်။ ။လုံတန်ပိုင်းထဲမှာဘုံမှုဆိုသူကဇော်ယူထွန်းနဲ့ပြူစောတီအဖွဲကိုလက်နက်နဲ့ကောလက်ပြဘုံမှာဖောက်ခွဲပစ်မယ်လို့အကြိမ်ကြိမ်ချင်းချောက်ခဲ့ပါသေးတယ်။ဇော်ယူထွန်းပြန်လဲလွမြောက်ဖို့ပြူစောတီတွေစူးစမ်းပေးနေပြီးယနေ့မေလ22ရက်အထိလွမြောက်လာခြင်းမရှိသေးဘူးလို့သိရပါတယ်။ဆလပီပသိမ်မုံရလမ်းမကြီးဆလင်းမြို့နယ်လမ်းပိုင်း၌တိုက်ပွဲပြင်းထန်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ပသိမ်မုံရွာလမ်းမကြီးစလင်းမြို့နယ်အနီးလမ်းပိုင်းတိုင်းတိုက်ပွဲပြင်းထန်နေပြီးစစ်ရေးနယ်မြေနဲ့မသက်ဆိုင်သောရွာလေးရွာကိုစစ်ကောင်စီကပုံကျဲကမီးရှို့ဖျက်ဆီးနေကြောင်းဒေသခံများကပြောပါတယ်။ ပသိမ်မုံရွာလမ်းမကြီးလမ်းပိုင်းတွင်မေလ22ရက်နေ့နံနက်မှစ၍တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီးဇလင်းမြို့နယ်ပိန်းနေပင်ရွာနှင့်ငလင်ပန်းရွာတို့ကိုစစ်ကောင်စီတပ်ကနံနက်7နာရီခွဲခန့်တွင်ဂျက်ဖိုက်တာဖြင့်ဖုံးကျဲကခွေးကုန်းနှင့်ညတန်ကောင်းရွာကိုညနေ9နာရီ44မိနစ်ခန့်မှစ၍မိရှိုးခဲ့ခြင်းဖြစ်ပါသည်ဟုဇလင်းမြို့ကန်တအူးကပြောပါသည် တိုက်ပွဲဖြစ်နေတဲ့နေရာတွေနဲ့အဝေးကြီးကိုပြစ်တာပြဝေကုံငတ်တန်ကောင်းကိုစစ်ကြောင်းဝင်ပြီးမိရှို့တယ်လို့လက်နက်ကြီးတွေနဲ့ပြစ်တာလက်နက်ကြီးတွေကိုဘယ်မှာထိုင်ထားတယ်တော့မသိဘူးပြစ်တံမကြရပဲကြပြီးပောက်ကွဲတံကိုကြရတာဟုဆက်လင်းမြုပ်ကန်စီရေးတရင်ရင်းမြက်ကပြောပါတယ်အဆိုပါရွာလေးရွာမှာဒေသခံများသည်ဘေးလွရွာသို့ထွက်ပြေးတိမ်းရှောင်နေကြရပြီးစစ်ကောင်းစီဤတိုက်ခိုက်မှုများကြောင့်ထိခိုက်မှုအခြေအနေကိုမသိရှိရသေးပေပသိမ်မုံရွာလမ်းပိုင်းတွင် မကွေးတိုင်းဆက်လင်းမြုပ်နယ်အပြင်အထက်မင်းလာမြို့နယ်အေရော်ဒီတိုင်းလေးမြင့်နာမြို့နယ်တို့တွင်လည်းစီရေး ြင်းမာနေသည်လမ်းမိုင်းတရှာခရီးသွားများသတိပြုသွားလာကြရန်ကာကွယ်ရေးတပ်များကသတိပေးထားပါသည်ပြီးခဲ့တဲ့မေလ14ရက်နေ့ကလည်းအထက်မင်းလာမြို့နယ်အတွင်ပသိမ်မုံရွာလမ်းပိုင်းတွင်အင်အားတရာခန့်ရှိစစ်ကောင်စီစစ်ကြောင်းကိုမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနဲ့အတူတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ဖွဲ့ဝင်၁၀ဦးသေဆုံးခဲ့ကြောင်းအထက်မင်းလာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှသိရပါတယ်။